ထိုင်းစကားကိုလွယ်လွယ်ကူကူနဲ့စနစ်တကျဘလို့လေ့လာမလဲစိတ်ဝင်စားနေကြတယ်ဟုတ်ကဲဒီစကားတော့ထိုင်းဘာသာစကားကို အစစ်လိုက်လေ့လာလို့ရမယ့်နည်းလမ်းတွေကိုတစ်ချက်ကြည့်လိုက်ကြအောင်โอเคဒီတော့လမ်းကြောင်းကိုယဉ်ကြည့်လိုက်ရအောင်အပိုင်း၅ပိုင်းခွဲထားတယ်နော်စိတ်ပိုင်းဆိုင်ရာပြင်ဆင်ရာကနေစပြီးဒီကဲလက်တွေ့အသုံးနိုင်တဲ့အဆင့်အထိအကုန်ပါတယ်ကဲပထမဆုံးအဆင့်ကိုပဲတန်းသွားလိုက်ကြစို့ဟုတ်ပြီအပိုင်း၁ဘာသာစကားတစ်ခုကိုတင်တော့မယ်ဆိုရင်လေအရေးကြီးဆုံးကစိတ်တက်ပဲ အောင်မြင်ဖို့အတွက် man gun day mindset ကိုဘလို့အရင်တည်ဆောက်ရမယ်ဆိုတာကနေဆက်လိုက်ကြမယ်။ဒီနေ့ကိုအချင်းအများကြီးပေးရမယ်လို့ထင်စရာမလိုဘူးနော်။အဓိကတော့ချက်ကနေ့တိုင်းလုပ်ဖို့ပဲ။ဒီလိုင်းညွန့်ချက်ထမ်းမှဆိုရင်လေဒီနေ့ကိုမိနစ်20မိနစ်30လောက်ပဲအာယုံစိုက်ပြီးလေးလား။ဒါကအချင်းတစ်ခုလိုဖြစ်သွားပြီးတော့ရေရှည်မှဆိုရင်အများကြီးပိုထီရောက်ကဲ။ဘာသာစကားအစ်စ်တစ်ခုသင်ပြီးဆိုရင် အမားလုံးမိမှာကိုအလုံးကနည်းနည်းတော့စူးရင်ကြတာပဲလေ။ဒါပေမဲ့ ဒီစကားလေးကိုကြည့်လိုက်စမ်းပါမမားရင်မတတ်နိုင်ပါတဲ့အယားမှန်တာပဲအမားဆိုတာကတင်းယူမှုခရီးရဲ့တစိတပိုင်းမဲဆိုတာကိုလက်ခံလိုက်နိုင်ပြီဆိုရင်လေတိုးတက်မှုကတိတိတသာမြင်လာမှာကဲစိတ်တပိုင်းကတော့အစင်တင်ဖြစ်လောက်ပြီပေါ့နော်ဒါဆိုရင်တော့ဘာသာစကားရဲ့အုတ်မြစ်ဖြစ်တဲ့အတန်ထွက်တင်တဲ့အခြေခံစကားလုံးတွေကိုစပြီးတိဆောက်ကြည့်ရအောင်ထိုင်းစကားမှာဆိုရင်အတန်ထွက်ကတကယ်ကိုအရေးကြီးပါတယ်ဒီမှာပြချပဲဥပမာလေးလို့ပေါ့ထိုင်းရင်တန်ကိုတေးချာနားထောင် ပြီးတော့ကိုယ်တိုင်လိုက်ဘူးကြည့်အဲ့လိုလေးချင်လာကအကောင်းဆုံးပဲအစားပိုင်းမှာအတန်ထွက်ကိုမှအောင်အာယုံစိုက်ထားလိုက်ရင်နောက်ပိုင်းမှာအများကြီးတက်တာပါလိမ့်မယ်အတန်ထက်လေးနဲ့နဲ့အသားကျလာပြီဆိုရင်စဝတ်တီခေါပခွန်းလိုနှုတ်ဆက်စကားမျိုးခေါပခွန်းလိုကျေစုတင်စကားမျိုးလေးတွေနဲ့စလို့ရပြီဒီလိုနေ့တိုင်းသုံးနေ့ကြာစကားလုံးလေးတွေကကိုကိုကိုယုံကြည်မှုပိုရှိစေပြီးချက်ချင်းပဲစပြီးဆက်သွယ်ပြောဆိုကြည့်လို့ရတယ်လေ โอเคအခြေခံစကလုံးလေးလေးတွေတော့ရပြီဆိုတော့အဲ့ဒီအစာလေးတွေကိုပေါင်းစပ်ပြီးတကယ်ကြွားချင်မှုတွေဖြစ်လာအောင်ဘယ်လိုလုပ်မလဲဒီအပိုင်းမှာအဲ့ဒီအကြောင်းကိုပဲစက်ကြည့်သွားမှာပါဒီလမ်းညွန်ချက်မှာဆိုရင်နီလန်းနှစ်ခုအဓိကထားပြီးအကြံပေးထားတဲ့တစ်ခုကဝေါ်ဟာရာကိုဖြည်းဖြည်းနဲ့မမလီတိုးတော့အောင်လုပ်ဖို့နေ့တိုင်းငါးလုံးဆယ်လုံးပေါ့နောက်တစ်ခုကလက်နဲ့ရေးကျင်းတာဒါတကယ်ကောင်းတဲ့နေပဲလက်နဲ့ရေးလိုက်တဲ့အခါဇာလုံးပုံစံကဦးနှောက်ထက်မှပိုပြီးဆွဲခွာစေတယ်လေမဆိုမမရီပေါ့ဟုတ်ပြီစကလုံးလီဆိုတာက ပဟေလီရဲ့အစိတ်ပိုင်းတွေလိုပဲအခုအဲ့ဒီအစိတ်ပိုင်းတွေကိုပေါင်းပြီးတော့အတွေးတစ်ခုကိုအပြည့်စုံဖော်ပြနိုင်တဲ့ဟွာကြတဲ့ကြောင်းဘလို့တိဆော့မလဲဆိုတာကိုကြည့်ရမယ်အလဲရောက်ပြီဒီနေရာမှာအဓိကကြတာကဟွာချက်ဖွဲ့စည်းပုံကို နားလည်ဖို့ပဲဥပမာလေးကိုကြည့်လိုက်အောင်ချန်ဆိုတာငါ gin ကစားတဲ့ခေါက်ကသမင်းတွေ့လားထိုင်းမာတာစကားရဲ့ဝါချက်ဖွဲ့စည်းပုံကမြန်မာစကားနဲ့တော်တော်လေးဆင်တူနေတဲ့တကကျွန်တော်တို့အားသာချက်တခုပဲနားလေရလွယ်တယ် 화자리 디서드비 다소 바슬롱을 해. 허비, 그야라의 지겐 전진물이고 두개를 두